Manchester United ပြည်သက်များအားလုံးပဲမင်္ဂလာပါဆိုတော့မင်္ဂလာပါလို့တော့မနှုတ်ဆက်ချင်ဘူးဒါပေမဲ့ကျွန်တော်တို့ညီဗျာဟိုဂူအောင်ပြီးွားပြီဗျာသိရမလားဂူအောင်ပြီးွားဆိုတော့ကျွန်တော်ကိုယ်တိုင်လည်းဂူအောင်ပါဆိုတော့ bro လည်းဂူအောင်နေလိမ့်မယ်လို့ကျွန်တော်ထင်ပါတယ်ဆိုတော့အခုကတော့ကျွန်တော်ကဂူကလည်းမြဲအောင်နေလို့မရဘူးဗောနော်ဆိုတော့အဲ့တော့ဂူတွေကနေကျွန်တော်ပြန်ထွက်လာပြီဗောဆိုတော့ United အသင်းရဲ့စုပ်ပြက်နှုံချလွန်းတဲ့ ဒါရာသီတစ်ခုကတော့ပြီးဆုံးသွားခဲ့ပြီ United ကိုဗျာကျွန်တော်ဒီအသက်အရွယ်ထိအားပေးလာခဲ့တဲ့တက်တန်းတစ်လျှောက်မှာအဲဒီလောက်ထိဆုတ်ပြတ်တဲ့ခံစားမှုမျိုးကျွန်တော်တစ်ခါမှမခံစားမှုမိဘူးဗျာ United အသင်းရဲ့ပွဲလို့ကျွန်တော်စကြည့်လာဆိုလို့ရှင်ဟို Eric Cantona သိရမလား Kung Fu Kid နဲ့အဲပရိသတ်ကိုကန်လိုက်တဲ့ပွဲကနေပြီးတော့ဟာဒီဘေးကြီးမိုက်တယ်ဆိုပြီးတော့အဲသတိထားမိပြီးတော့ကြည်ရင်တည်းမှာ United fan ကျွန်တော်ဖြစ်လာတာပေါ့နော် အဲ့တော့ကြာပါပြီအဲ့တုန်းကဆိုလို့ရှိရင်ပြီးရရလည်းပြီးသွားပြီပဲကျွန်တော်တို့ကဒီအချိန်မှာမှအာဒီဖလားရတော့ United ရတဲ့နာဒါပွဲကြီးခဲ့လူလို့ဆိုလူဆိုရင်တိတယ်ဗျဒီဖလားသိရမလားထားပါတော့ Tottenham Hotspur အတွက်လည်းကျွန်တော်တို့ဝမ်းသာပါတယ်အဲဆွန်ဟောင်မင်အတွက်လည်းဝမ်းသာပါတယ်ဗျဆိုတော့ပြီးခဲ့တယ်လည်းပြီးသွားပြီဗျထားလိုက်တော့ဆိုတော့ပုံမကောင်းမှုနဲ့နေရက်တွေရောက်လာမှာပါဆိုတော့ဒီအာမိုရင်ရဲ့စကားဟိုပဲကျွန်တော်တို့ကတော့လောက်ရသည်အတွက်စပြီးတော့စောင့်ကြည့်ရတော့မယ်အဲ့ဒီတော့ United မှာဘာတွေလိုအပ်နေလဲ ဒီရက်ဒီမှာ United ဗားရီမားယွင်းခဲ့တာလေဆိုတော့ဟိုဒါကျွန်တော်တို့ပြန်ပြီးတော့တစ်ချက်လောက်စမျိုးပြန်ရင်လည်းသုံးသက်ကြည့်အောင်ကျွန်တော် United တင်းတော့ကိုစမယ် identity ပျောက်ဆုံးခြင်းဒီစကားကကျွန်တော်ဒီအာမိုရင်မရောက်ခင်နီးပြတ်တဟန် United သင်းကိုနီးပြနေကြတဲ့ကျွန်တော်တောက်လျှောက်ပြောနေရဲစကားပေါ့နော်အဲ့ဒါပါလဲဆိုတော့ United ရဲ့အဓိကပြဿနာကခိုင်မာတဲ့ကစားကွက်ကစားဟန်လုံးဝမရှိသေးတာပဲဆိုတော့အဲ့ဒါဘယ်အချိန်တည်းကလဲဆိုတော့ Ferguson ထွက်သွားပြီးကတည်းကဟို ဲ့လိုမျိုးမရှိတော့တာဆိုတော့ Ferguson လက်ထက်တုန်းကဗျာဒါကျွန်တော်တို့ရင်းနှီးကျွမ်းဝင်ခဲ့တဲ့ formation တွေဖြစ်တဲ့442ဗျာအဲဒီကမှစတင်441အဲတော့4231အပြီးတော့433ဗျာ Ferguson နောက်ဆုံးကစားတာဆိုတော့ကစားကွက်တစ်ခုချင်းစီကို Ferguson ကဒါပြောင်းလဲပြီးတော့ကစားခဲ့တယ်ဆိုတော့ဆိုလိုချင်တာကဗျာကျွန်တော်ဒီဘက်ခေတ် modern ball လုံးလောကကိုရောက်လာတဲ့အချိန်မှာတော့နီးပြတက်ရောက်ကဒီကစားကွက်တစ်ခုတည်းကိုတရက်သေးစုပ်ကင်ထားလို့မရဘူး Ferguson ကိုယ်တိုင်လည်းခုနကကျွန်တော် ပြောတဲ့442သိရမလား441 4231 433စသဖြင့်ပေါ့နော်ကစားကုတ်တွေမျိုးစုံကိုသူကိုယ်တိုင်လည်းပါပြောင်းလဲပြီးတော့သူကစားခဲ့တယ်။ဆိုတော့ Ferguson ထွက်သွားပြီးနောက်ပိုင်းမှာတော့အဲကျွန်တော်ရဲ့အမြင်ပေါ့နော် အောင်မြင်ဆုံးနီးပြကိုပြောပါဆိုလို့ရှိရင်တော့ Mourinho ပဲ။ Mourinho ကတော့အောင်မြင်ဆုံးနီးပြလို့ပဲဒါကျွန်တော်သတ်မှတ်ချင်တယ်ပြီးတော့ Moe ကကျွန်တော်တခုကြိုက်တာပါလဲဆိုတော့ United ရဲ့ identity ကိုသူနားလဲတယ်ဗျ။ပြီးတော့သူကပါလဲဆိုတော့ရှီပီးသားကစားသမားအစုအဖွဲ့ကိုပါဒါ Moe လက်ထက်တုံးပါပေါ့နော်။ ခြေပြီးသားကစားသမားအစုဖွဲ့ဟောမှာသူက4231ဒါမှမဟုတ်433ပေါ့နော်စသဖြင့်အဲ့အဲ့လိုမျိုးကစားခွက်လေးတွေပဲသူကပြောင်းပြီးတော့ကစားမှသာအဆင်ပြေမယ်ဆိုတော့သူသိခဲ့တယ်ပေါ့နော်ဆိုတော့မော်ရီညိုကတော့ United အသင်းလက်ရှိနီးပြရေးထဲမှာတော့အောင်မြင်ဆုံးနီးပြကျွန်တော်အကြိုက်ဆုံးနီးပြလို့ပြောလို့ရတယ်ဗျာဆိုတော့ဗန်သားရောက်လာတယ် United ကိုမြေလမ်းမှုစ조사တယ်အဆင်မပြေနောက်တစ်ယောက် Eric Ten Hag ထပ်ရောက်လာပြန်တယ်မြေလမ်းမှုစ조사တယ်အဆင်ပြေခဲ့လားမပြေဘူး အခုအာမိုရင်ရောက်လာမြေလှမ်းမြန်ပြီးထပ်ပြီးတော့ဆိုတော့အဆင်ပြေမပြေရတော့ဒါ तू ကယာတီဝက်လောက်ပဲရှိသေးတာဖြစ်တဲ့အတွက်ကျွန်တော်တို့ကတော့ဒီအချိန်မှာသူ့ကိုသိရမှာစောက်ပြစ်တွေအရန်ပြောနေလဲဒါကျွန်တော်တို့အမှားပဲကျွန်တော်အလွန်ပဲဖြစ်မှာဗျာပရီးမီးယားလိမှာဗျာကျွန်တော်ပြန်ကြည့်မယ်ဆိုလို့ရှိရင်ပရီးမီးယားလိမှာ3 back နဲ့အောင်မြင်အောင်လုပ်ပြနိုင်နေခဲ့တဲ့နီးပြဗျာပထမဆုံးနီးပြကွန်တီတောင်မှသူ့ကစားကွက်အတွက်ဗျာလိုအပ်တဲ့ကစားသမားအစုအဖွဲ့တွေကိုသူ့အရင်ရှာဖွေခဲ့ရတယ် ဆိုတော့အမွန်ရဲ့ရှိပြီးသားအစုဖွဲ့နဲ့ကိုင်ညင်မှုရှိတာမရှိတာတွေ तू ကမသိဘူးအ3ဘက်ကို तू ကချက်ချင်းပြောင်းလဲဖို့စ조사ခဲ့လို့ပဲကျွန်တော်တော့မြင်တယ်အဲ့ဒါကြောင့်မလို့ပဲ United Identity ပေါ့နော်ပျောက်ဆုံးပြီးတော့ United အသင်းဒီရာဒီမှာကြာရှုံးခဲ့လို့ပဲကျွန်တော်တော့သုံးသပ်ချင်တယ်ဗျာလိုအပ်နေတဲ့အဖြစ်မှုဆိုတော့ကျွန်တော်တို့အခုဆိုလို့ရှိရင်တော့ဒါတရားဒီကုံဆုံးသွားပြီဆိုတော့ transfer news တွေကတော့တောက်လျှောက်ပေါ့နော်တခုပြီးတခုတက်လာပြီတက်လာရတဲ့အထက်မှာ rush ကိုအခုအချိန်မှာတော့ united အသင်းက ပေါင်တန်း40နဲ့အယောင်စင်းတင်ထားပြီအဲအဲ့လိုပဲ Erison, Lindy Love နဲ့ Johnny Evan တို့ကလည်း United အသင်းကနေလစ်တော့မယ်ဆိုတော့ Casemiro ကလည်းဒါတင့်တော်တဲ့ဒါပြောင်းရွှေ့စေတာရမယ်ဆိုလို့ရှိရင်ရောင်းထုတ်မဲ့ပုံစံတော့ရှိတယ်ဆိုတော့အဲ့ဒီကစားသမားကြီးဒါတကယ်တမ်းထွက်သွားခဲ့မယ်ဆိုရင်တို့ရဲ့နေရာရဲ့မှာလိုအပ်တဲ့နေရာရဲ့ပေါ့နော်အားဖြစ်ဖို့လိုအပ်တယ်ကျွန်တော်ကတော့ဗျာအခုချိန်မှာအဲ့လိုလူငယ်ကစားသမားတွေကိုစွပ်ပြီးခေါ်ယူတာတက်ဗျာအသင်းမှာရှိတဲ့လူငယ်ကစားသမားတွေကိုရဲရဲဝင့်နေရာပေးတဲ့နယ်လို့ပဲကျွန်တော်တော့ထင်တယ် United သင်အောင်မြင်ခဲ့တဲ့အချိန်တန်းကိုကျွန်တော်တို့ပြန်ကြည့်လိုက်ဗျာငယ်မွေးချန်ပေါက်တွေကတကယ့်ဟိုအရေးပါခဲ့တဲ့အခန်းကဏ္ဍမှာကျွန်တော်ရှိခဲ့တာကိုတွေ့ရတယ်လောလောဆယ်မှာတော့ဗျာကျွန်တော်တို့ရဲ့ကာနာချိုလေးကစိတ်ကောက်နေပေမဲ့ဒါရောင်းမထုတ်ဘဲနဲ့ကာနာချိုတော့ကျွန်တော် personally အမြင်ကတော့အသင်းမှာဆက်ထားတဲ့လို့တော့ဒါကျွန်တော်တို့မြင်ရတယ်ပေါ့နော် United ကဗျာဟိုပြောမှဆိုဒီရာသီ United ဖြစ်သွားရေးပြဿနာကျွန်တော်အရှိ United ding dot တွေမှာလဲကျွန်တော်ပြောပါတယ် United ရဲ့တိုက်စစ်ပိုင်းအတွေ့အကြုံအရန်အားနေပြီးတော့ဗျာသိရမလားကစားတာက အရန်အများအဒီမှာ chain play ဖြစ်နေတာဗျအရန် clean ဖြစ်နေလုံးနဲ့ဆိုတော့အဲ့အဲ့တော့ United စစ်မှာ bro ကြည့်လိုက်တိုက်စစ်မူကုန်လုံးကအတွေးဂျုံရှင်းရှိတယ်ဝိုင်းကစားသမားတယောက်မှမရှိဆိုတော့တစ်ဖက်အသင်းနောက်တန်းနေရဟာဒီခြာတိတ်တွေကိုဗျထိန်းမို့ဆိုတာဒါသူတို့အတွက် easy win ပဲဆိုတော့ဖြစ်သွားတယ်ပြဿနာအဲ့ဒါပေါ့နော်ဆိုတော့အရန် chain play ဖြစ်နေတယ် clean ဖြစ်နေတယ်ဗျအဲ့ကြောင့်မလို့လဲ United အသင်းကအခုဒီမှာကွန်ညာလိုကစားသမားမျိုးကိုခေါ်ဖို့အတွက် စူးစားတာတော့ကျွန်တော်ဒါကျွန်တော်ကတော့အရန်သဘောကျတယ်။ကိုညာဆိုလို့ရှိလို့ရှိရင်လည်းအခုဒါဒီနေ့မနေ့ပဲကျွန်တော်သတင်းတစ်ခုမှတွေးလိုက်ရတယ်။ဒါ Wolf of Thing ရဲ့ပရိသတ်တွေကိုသူနှုတ်ဆက်စကားတွေပြောနေပြီဆိုတော့ဒါမကြခင်ရပိုင်းအတွင်းမှာတော့ဒါ United အသင်းရဲ့ဒီ official announcement ကိုကျွန်တော်တို့မြင်ရတော့မှာပါ။ဆိုတော့ကိုညာလူကစားသမားမျိုးရောက်ဆိုတော့ကိုညာလူကစားသမားမျိုးရောက်လာမယ်အတွက်ကတော့ဒါကျွန်တော်တော်တော်လေးဒါအားရကျေနပ်မိတယ်။ ကိုညာကိုရိုင်းရလေဗျာသူ့ရဲ့ကစားပုံကိုဗျာကျွန်တော်ဘရိုဒရီရူရန်ရှင်းပြနေကြမလို့တော့ဘာလို့ဆို Wolf ဆိုတာ Premier League အသင်းဆိုတော့ဘရိုလည်းသူ့ရဲ့ကစားပုံတော့ကြည်နေလောက်ပြီဗျာသူကိုရိုင်းလည်းဂိုးသွင်းနိုင်တယ်လို့ဂိုးဖန်နေမှုလည်းဒါပြုလုပ်ပေးနိုင်တယ်ပြီးတော့အကောင်းဆုံးချက်ကပါလဲဆိုတော့ Premier League အထောက်တော့ကြည်ပြီးသားသိရမလားဟိုတခြားပြီးပါလိကနေပြီးတော့လာကစားပြီးတော့မှ Premier League ရောက်မှကြောင်ပြောက်ပြီးတော့ဖြစ်ပဲကစားမှမျိုးမဟုတ်ဘူးအဲ့ဒီကိစ္စကြီးကျွန်တော်စိတ်ပူစရာမလိုဘူးဆိုတော့ဒါအပြင်အရေးပါတဲ့နေရာမှာဗျာသူကိုရိုင်း Found ဖြစ်ခံပြီးတော့ ဖရီကစ်တွေယူတာတွေပနတီတွေယူတာတွေစသဖြင့်ပေါ့ဗျာအတင်းမှာအဲ့လိုမျိုးအထာလေးတွေကလည်းနှက်တယ်အတွေ့အကြုံလည်းရှိတယ်အတင်းတင်းတင်းမှာဗျာအ ਨੇ သုံးကတော့သိရမလားအဲ့လိုမျိုးဝါရင်အဲတိုက်ဆက်ကိုဒီကမှာဥဆောင်နိုင်မယ်ဝါရင်တယောက်တော့ရှိဖို့လိုအပ်တယ်လို့တော့ဒါကျွန်တော်မြင်တယ်ဒါပေမဲ့တိုက်ဆက်မှုတယောက်ကတော့လိုအပ်နေတော့မယ်ဆိုတော့နောက်ထပ်သတင်းတွေထွက်နေရကစားသမားတယောက်ကဘယ်သူလဲဆိုတော့ bro and all လေးမယ်သူက breadful ကဟိုအံပွေဘူပေါ့နော်အံပွေမိုးအံပွေမိုးလို့ထွက်ရင်ပုံမှန်မှန်နဲ့တူအံပွေမိုးပါ ဆိုတော့ United တိုက်စစ်မှာဗျာတွန်းတက်တဲ့ကစားနိုင်တဲ့ကစားသမားမရှိဘူးဆိုတော့ wide line လေးဆိုတာလည်းအမထီရသေးဘူးလဲကျင်တဲ့ကစားသမားမျိုးပါ MW မူကတော့အဲ Bradford မှာခြေစွမ်းပြခဲ့ဆိုတော့ physical gain နဲ့ပတ်သက်ပြီးတော့သူ့အတွက်ကျွန်တော်ကျွန်တော်စိတ်ပူစရာဘာမှမရှိဘူးဗျာတကယ်မှာ physical လည်းကောင်းတယ်ဆိုတော့နောက်ပြီးတော့နောက်တစ်ခုကဘာကောင်းဘာကျွန်တော်သဘောကျလဲဆိုအသက်က25နှစ်ပဲရှိသေးတယ်သူ့ရဲ့အကောင်းဆုံးခြေစွမ်းကလာမဲ့တစ်နှစ်နှစ်အတွင်းမှာ ရောက်လာနိုင်တယ်ကျွန်တော်တို့အဲ့လိုမျိုးမျောလင်းလို့ရတယ်ဆိုတော့ဒီနေ့ Bradford အသင်းအတွက်လည်းကျွန်တော်ပြန်ကြည့်မယ်ဆိုလို့ရှိရင်ပြိုင်ပွဲပြိုင်ပွဲစုံပေါ့ဗျာ52ပွဲကစားထားပြီးတော့ goal 20သွင်းထားတယ် goal ဖန်တီးမှု6ချိန်အထိပြုလုပ်ထားတယ်ဆိုတော့အဲ့ဒါတော့ impress ဖြစ်စရာကောင်းတယ် Bradford ကဗျာဟိုပြောမယ်ဆိုရင်ဒီ Amway မို့အတွက်ကတော့ပေါင်တန်း90လောက်လိုချင်နေရဗျာ Fabrizio Romano ကိုတိုင်ကလည်း United တဲ့ Amway မို့ကိုလိုက်နေတယ်ဆိုပြီးတော့လည်းဒါ ပြောထားတယ်ဆိုတော့တကယ်ရောက်မရောက်ကတော့ဒါကျွန်တော်တို့စောင့်ကြည့်ခြင်းတယ်ဗောနော်ကျွန်တော်ကတော့ဝင့်လင်းပြောလို့ရှိရင်များ Ipsis အတင်းရတာဒီ laptop ဆာလို့ရှိရင်တော့ဒီလိုမျိုးအသက်25 29ဗောနော်ပတ်ချာလဲကစားသမားတွေကို United အတင်းရဲ့တိုက်စစ်ကိုပို့ပြီးရောက်လာစေခြင်းတယ်ကျွန်တော်တို့ကဟိုလူငယ်ကစားသမားမလို့ဟိုရှေ့တန်းမှာတကယ်အတွေ့အကြုံရှိတယ်ဝိုင်းတိုက်စစ်မှုစစ်စစ်တယောက်လို့လားဆိုတော့ဒီလိုကစားသမားရောက်လာမယ်ဆိုလို့ရှိရင်ပို့ပြီးတော့များကောင်းလာမလားပေါ့နော်ဒါပေမဲ့ပြောစရာတစ်ခုပဲရှိတယ် အံဘွေအံဘွေမိုးကတော့ဒါတိုက်ဆက်မှုစစ်စစ်တယောက်တော့သူကတော့မဟုတ်ဘူးတောင်ပန်တိုက်ဆက်ဆိုတော့ဒီနိပြအောင်မင်းသူ့ကိုဘလို့သုံးပါလဲပေါ့နော်ဒီနံပါတ်9ရိုးပဲပြောင်းကစားခိုင်းပါလားဆိုတော့နည်းနည်းတော့စိတ်ဝင်စားစရာတော့ကောင်းတယ်လက်ရှိ United အပြောင်းရွှေ့ policy ကတော့နည်းနည်းလေးအခုဖြစ်ပေါ်နေတဲ့အခြေအနေကနည်းနည်းလေးပြောင်းသွားတယ်လို့တော့ဒါကျွန်တော်တို့မြင်နေပေါ့နော်။လီးဗျတဟန်လက်ထက်တုန်းကကျတော့ဘလို့သွားခဲ့လဲဆိုတော့နည်းနည်းလေးအကြပိုင်းရောက်နေတဲ့ဒီဝိုင်းကစားသမားတွေနဲ့ဖြစ်လာလက်တန်ပေါ့နော်။အလားလာရှိတဲ့လူငယ်ကစားသမားတွေကို ဒါဦးစားပေးပြီးခေါ်ခဲ့ပေမဲ့အခုကတော့ဒါအာမိုရင်ကတော့အခုအပြောင်းရွှေ့ policy ကတော့ကျွန်တော်စိတ်ထင်ပေါ့နော် ready made တခါလေးသုံးလို့ရမယ်အကောင်းဆုံးအချိန်ကိုရောက်ဖို့အနည်းဆက်ဆုံးဖြစ်နေတဲ့ကစားသမားတွေကိုပဲရွေးပြီးခေါ်ယူသွားလိမ့်မယ်ခေါ်ယူလိမ့်မယ်လို့ဒါကျွန်တော်တော့ထင်တယ်။ဘာလို့ဆိုတော့အဲ့လိုမခေါ်လို့မရတော့ဒီဒီယာဒီလုံးကစားခဲ့တဲ့ပွဲမှာ bro ကြည့်လိုက် United အသင်းကအရန်ဆိုးရမ်းအရန်ငယ်နေရအရန်ငယ်တော့ဘာဖြစ်လဲဆိုတော့ ဟိုလူငယ်ဆိုတာတော့ဗျာလူငယ်သားသမားကြီးဆိုတာတော့မကောင်းတာဘူးကစားအပ်ရှိတယ်တဲ့မှာကောင်းတယ်ဒါပေမဲ့ပွဲတစ်ခုကိုဖတ်ပြီးတော့ထိန်းပြီးတော့ကစားနိုင်မယ်ကစားသမားမျိုးကြီးလိုအပ်တယ်တိုက်စစ်မှာဆိုလည်းအဲ့လိုကစားသမားမျိုးလိုအပ်တယ်ဆိုတော့ခုနကျွန်တော်ပြောသလိုပဲ ready made ကစားသမားမျိုးကိုပဲဦးစားပေးခေါ်ယူလိမ့်မယ်လို့တော့ကျွန်တော်တော့ထင်တယ်ဒီ transfer news မှာနီးပြအမော်ရီရဲ့အနာဂတ်ဆိုတော့အနည်းဆုံးတော့ဗျာအခုဒါ United တင်းကအာဖလားလက်မဲ့ရာသီနဲ့ ုံသွားပြီဗျာတရာတီဂျုံသွားပြီဗောနော်ဒါပေမဲ့ကျွန်တော်တို့တရာတီတဲ့ဂျုံလားတချို့အသင်းတွေဆိုဗျာ900တီလို့သိရမလား1000တီ1200တီဂျုံတွေရဲ့အသင်းတွေမှာအများကြီးဆိုတော့ကျွန်တော် အသင်းကဒါဖြေတာသေးတယ်ဖလားလေးရမယ်လက်မယ်ဒါတရာတီဂျုံသွားပြီဗောဆိုတော့ဒါပါတော့ဒါရဲ့ဟိုဟာအမိုရင်ကြောင့်ကျွန်တော်ဆက်ပြောမယ်ဆိုတော့အနည်းဆုံးတော့ကျွန်တော်စိတ်တင်တော့အမိုရင်ဟိုအဲဒီစာချုပ်သက်တမ်းပြည့်သွားတဲ့အချိန်ကြီးတော့အချိန်ပေးတင်တယ်လို့ကျွန်တော်တို့ထင်တယ်စာ LS Ferguson နောက်ပိုင်းမှာ United ရဲ့အရင်နီးပြတွေက Armorin လောက် ကလပ်အသင်းဘက်ကထောက်ပံ့မှုတွေဒါမရခဲ့တာတော့အမှန်ပဲအော်ဘော်ရင်ကဗျာဟိုပြောမှာဆိုလို့ရှိရင်လူငယ်နီးပြပြီဗျာသူကစိတ်မှန်စိတ်မြန်လက်မြန်ရှိတယ်ပြီးရခါကျတော့ emotion အဲ emotional ပေါ့နော်နည်းနည်းလေးများတာကိုတော့ကျွန်တော်တို့တွေ့ရတယ်အဲအကြောင်းပဲဗျာဒီဒီနောက်ဆုံးပွဲပြီးတဲ့ခါကျတော့တည်ရမလားသူဟိုចောင်းဆရာတယောက်ကနေပြီးတော့ဒီသပဲ့တွေကိုစာတင်လိုမျိုးတည်ရမလားမိုက်ကြီးကင်ပြီးတော့သူတည်ရမလားဆုံးမလိုမျိုးအဲသူ့ရဲ့ motivation speak ပေါ့နော်ပြောခဲ့ပြောခဲ့တာကိုကျွန်တော် ကြည့်လို့ရှိရင်သိနိုင်ပါတယ်အဓိကတော့အာမိုရင်ကိုကျွန်တော်ဖြစ်စေချင်တာတော့အရင်ဖင်မရဖို့ပဲဒါပါပဲဖင်ဖင်မရဖို့နဲ့အာမချောင်ဖို့ပဲဗျာသိရမလားကျွန်တော်တို့ United အသင်းကိုပဲကြည်ကြည်ကျွန်တော်ဒီ Premier League ကိုပဲကြည်ကြည်ဗျာနီးပြတိုင်းနီးပြတိုင်းအသင်းတစ်သင်းကိုစပြီးကင်တွေ့တဲ့ຢာဒီမှာတော့ဖလားလည်းမဖြစ်ခဲ့တဲ့နီးပြတွေကြီးပဲအဲ့ဒီထဲမှာမှဒါ Sir Alex Ferguson တောင်မှ United အသင်းကိုပထမဆုံးကင်တွေ့ခဲ့တဲ့ဒါ Premier League ຢာဒီမှာတော့သူမအောင်မြင်ခဲ့ဘူးပေါ့နော်ကြာရှုံးခဲ့တယ် မော်ဒန်ဘောလုံးလောကကိုကျွန်တော်ရောက်လာတဲ့အချိန်မှာလည်းပက်ကွာဒီယိုလာအဲပြီးတော့ကလော့ပေါ့နော်အဲစတဲ့မန်စီးတီးလီဗာပူးစတဲ့အသင်းတွေတောင်မှဒါအဲ့နီးပြရရောက်ချင်းရသေးမှာတို့စူဖလားဟိုတို့မယူနိုင်ခဲ့ဘူးဖလားလက်မဲ့ရသေးကြုံတွေ့ခဲ့ရတယ်ဆိုတော့ကျွန်တော် United fan တွေလည်းအရင်ကတော့စိတ်တက်မကြပါနဲ့ဒီရသေးမှာစူဝါဆုတ်ပြတ်တယ်ဆိုပေမဲ့လည်းကျွန်တော်တို့ဒါဖလားလက်မဲ့ရာဒီကအာမိုရင်တယောက်တည်းကြုံရတာမဟုတ်ဘူးเนาะခုနကပြောသလိုမျိုးပက်ကွာဒီရာတို့ကလောက်တို့လည်းသူတို့ရဲ့ပထမအဆုံးရာဒီမှာဖလားလက်မဲ့ရာဒီကြုံခဲ့ရတယ်ဆိုတော့ တော့ရိုင်းစိတ်တမကြပါနဲ့ဆိုတော့ကျွန်တော်တို့ United fan တွေပါဟိုဘယ်လိုစိတ်ငွေရမှာလဲဆိုတော့ကျွန်တော်တို့ကဒီလက်ငင်းအောင်မြင်ချင်တာလားသိရမလားဒါမှမဟုတ် ကျွန်တော်တို့ကခစ်တခစ်ကိုပြန်ပြီးတော့ကျွန်တော်တို့ United ခစ်ပြန်ရောက်လာဖို့အတွက်ကျွန်တော်တို့ကထူထောင်ချင်တာလားဆိုတော့ကျွန်တော်တို့ United fan တွေရောကျွန်တော် club ဘုတ်အဖွဲ့ဝင်တွေရောအဲ club ကဲဒီဘုတ်အဖွဲ့ BOD တွေရောပေါ့နော်ပြီးရခါကျတော့အသင်းပိုင်ရှင်တွေရောကျွန်တော်တက်တက်ကွဲကွဲသူတို့ဘယ်လိုပြောလဲလင်းနဲ့ဝမ်းနဲ့ကွဲဖို့လိုတယ်ဗျကျွန်တော်စိတ်လျှော့ထားဖို့လိုတယ် အဓိကတော့ဟိုကျွန်တော်တို့ရဲ့ဒီစိုးဝါဆုပ်ပြတဲ့ຢာဒီကတော့ပြီးွားပြီဆိုတော့နောက်ຢာဒီမှာဒီလိုမျိုးကြီးဆက်မဖြစ်ပါစေနဲ့လို့ပဲကျွန်တော်တို့ဆုတောင်းရမှာပဲဆိုတော့နောက်ຢာဒီကတော့ဗျာဟိုပွင့်လင်းပြောရင်တော့အာမိုရင်ဘက်ကလည်းပြင်ဆင်တဲ့တယ်ကျွန်တော်ပရိသတ်တွေကိုယ်တိုင်ကလည်းကျွန်တော်စိတ်ရှည်ရမယ်ပေါ့နော်စသဖြင့်ပေါ့နော်ဒါပေမဲ့နောက်ရာသီလဲဘရိုတခုတော့ကျွန်တော်မြတ်တရရခံတယ်ကျွန်တော်တို့က United fan ဖြစ်တဲ့အခါကျတော့ဟိုကျွန်တော်တို့ကလူမုံများတယ်ဗျစကောသင်းဖန်ခင်နေရသိရမလားအခုဆိုလဲကိုရီဖလား ဖလားမရတာဟောပဲဖလားလက်မဲ့တရားဒီဖြစ်တာဟောပဲသိရမှာသူတို့မှာစောင်းရင်းနေပျော်ပြီးတော့ဖုံနေထားတယ်သိရမှာဒါပေမဲ့ခွေးလေးခုံလို့ဖုံမတတ်ဘူးဆိုတော့ဘောလူကဆိုတော့ပျော်နေကြရတယ်ဗျာဆိုတော့ကျွန်တော်တို့ကတော့လူမောကတော့များပါပဲ United fan အဖြစ် bro ခံယူထားပြီးရင်အဲ့ဒီမှာလည်း bro စိတ်တက်မကြနဲ့နောက်ရသည်လည်း bro ကောင်းလာမယ်လို့လည်းအရင်တော့မမျော်လင့်နဲ့ဗျာသိရမလားဆိုတော့ကျွန်တော်တို့ကတော့ဒါပေမဲ့မမျော်လင့်တဲ့ဆိုတဲ့စကားကကျွန်တော်အသင်းကိုအားမပေးနဲ့လို့ပြောတာမဟုတ်ဘူးကျွန်တော်တို့ United အသင်းကိုတော့ကျွန်တော်ဆက်ပြီးအားပေးရမှာပဲ ဆိုတော့ဒီဘိုင်းမှာတော့ကျွန်တော်နည်းနည်းလေးလေရောရှည်သွားလားမသိဘူးဆိုတော့နောက် United တင်းတော့မှာကျွန်တော်ပြန်တွေ့ကြင်ပါဗျာကျွန်တော်ကတော့ Media Sport က United fan တက်စင်ပါ